ကျွန်တော်တချင်းလုံးနေရင်လည်း stack ကဝလာတယ် stack ကဒီမကက်ရအောင်ကျွန်တော်တွားသတိရမြင်ပေါ့အဲ့ဒါနဲ့ကျွန်တော် stack ကဘက်မှာရှိတယ်ဆိုတော့တွားချတဲ့ခါကျတော့ကျွန်တော်ရဲ့စာအုပ်စီမှာတွားတွေ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းကျွန်တော်ရဲ့ guitar ပေါ်မှာကတ်မယ်ဆိုပြီးတော့ကျွန်တော် guitar ကိုယူလိုက်ပါတယ်ဒါရီကတော့ကျွန်တော်ဝယ်လာတဲ့ stack ကြီးပေါ့နော်ကျွန်တော်ဒီဟာဝယ်ရမရှိဘူးဆိုရင်တစ်ပတ်လောက်ရှိပြာကျွန်တော်မအားနဲ့ပြန်မှန်းတော့ကျွန်တော်ဘာမှမလုပ်ဖြစ်ဘူးပေါ့နော်ဒီမကောင်းလည်းပါပါတယ်အဲ့ဒါနဲ့ကျွန်တော် guitar ပေါ်မှာစကတ်ဖို့ဆိုပြီးကျွန်တော်ဖုန်းလေးရွေးပါတယ် ော့ဘယ်လိုကတ်ရမလဲလေးက like key ကြီးနဲ့ဒီ loss စကလုံးမကတ်တော့ဘဲနဲ့မျက်လုံးအရင်ကတ်ပါမယ်ဒီမျက်လုံးလေးကတော့ဒီ guitar ရဲ့ဒီအပေါ်တင်းညာလေးမှာကျွန်တော်ကတ်ပါမယ်ကျွန်တော်မျက်လုံးကတ်ပြီးသွားပြီဆိုတော့ခုနအဲ့ loss စကလုံးကိုကျွန်တော်ဘယ်မှာကတ်မလဲကျွန်တော်စဉ်းစားရပါတော့သူက loss စကလုံးကဒီကလေးလာတယ်ကျွန်တော်ဒီ guitar တင်းသူအသက်တိုင်းပြီးတဲ့ခါကျတော့ကျွန်တော်အဲ့ဒီညာလေးရအစီအမံဆိုပြီးတော့ ခလိုက်ပါတယ် loss risk ကတော့အဲ့ဒါနဲ့ကျွန်တော် teach stick ကပေါ့နော်ဒီနှစ်ယောက် stick ကလည်းကျွန်တော်ဖုန်းမှာကပ်ဖို့ဆိုရင်တော့ပြင်လိုက်ပါတယ်အဲ့ဒါကျန်တဲ့နှစ်ခုကိုကျွန်တော်ဘယ်ကပ်ရမလဲဆိုတာကျွန်တော်စဉ်းစားပါတယ် feeling ချင်းဆွဲဟာကိုကျွန်တော်ကပ်ဖို့ဉာဏ်ချတာဒါပေမဲ့ဒီကားဟာလေးကန်ကောင်းမလားဆိုပြီးတော့စဉ်းစားစဉ်းစားနေကဲကားလေးပဲကပ်မယ်ဆိုပြီးတော့ဒီတော့မှပဲကန်ကောင်းမှကျွန်တော်ဉာဏ်ချပါတယ်ရှာရင်ဆိုင်ကြည့်ကြည့်နေတော့အပေါ်တောင်းမှထိုင်မကောင်းမယ်ဆို ောင်းမှကျွန်တော်ကလိုက်ပါတယ်ဒီအရရနောက်စတီကာပေါ့နော်ဒါ feeling chase ဆိုတာဟာလေဒါအရင်ကြည့်ပါပေါ့ဆိုရင်တော့အချင်းတို့တာပဲဖြစ်ဖြစ်ကြရတဲ့အခါကျရင်ကျွန်တော် ice chase ပြီးတော့လောက်ရတာချိန်ပါတယ်အကြောင်း sd ကကျွန်တော်ဝင်လာတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကပီဝိုင်ပေါ့နော်ကျွန်တော်ချက်ကထားတယ်ကျွန်တော်ဂီတာလေးဖြစ်ပါတယ်အဲနဲ့ကျွန်တော်ဂီတာကိုစမ်းတီးကြည့်ပါတယ်ကျေဖလော်လီယာတော့ပါပဲနောက်ဒီဖလော်ပါပြန်နေပါမယ်ကလူကြီးရှိကိုကျေးဇူးတင်ပါခင်ဗျာ